ားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့တင်မဲ့သင်ခန်းစာကတော့အခန်းနေ့၄ချိန်မြန်နေ့တမ6ကနံပါတ်1နဲ့တောင်းနေတာဖြစ်ပါတယ်ဒီကမ်းမှာဆိုကျတော့ဗာတင်ရမှာဆိုနှစ်ထပ်ကင်းကြီးနေတင်ရမှာပါနော်အဲ့ဒီမှာကျတော့နော်အပေါင်းနဲ့ဦးမြောက်စားတွေကအပြန်အလှန်တစ်ချက်တူပဲသူနှစ်ထပ်ကင်းနဲ့နှစ်ထပ်ကင်းကြီးကိုလည်းအပြန်အလှန်တစ်ချက်ပေးရပါတယ်ဥမာအားဖြင့်ဆိုရင်နော်၃ရက်နှစ်ထပ်ကင်းက6ဖြစ်ပြီးတော့6ရက်နှစ်ထပ်ကင်းကြီးက3ပြန်ဖြစ်တယ်ပေါ့နော်အဲအဲ့လိုပါပဲအဲ့ဒါကိုခြေလိုက်မြောက်ကျတော့ ညတ်တွက်ကမှပြတယ်ပေါ့နော်နံပါတ်1ပါအောက်ပေါ်လိုညထက်ကင်းများကိုရှာပါတယ်သူက1ပေါ့နော်တိရညထက်ကင်းဒါတိရညထက်ကင်းကိုရှာမှာဆိုပုံမှာတိရအပေါ်မှာ square root လေးတင်ရပါတယ်အဲ့ဒါညထက်ကင်းလို့ခေါ်တယ်နော်အင်္ဂလိပ်လိုဆိုရင် square root လို့ခေါ်တယ်ညီမလိုညထက်ကင်းရင်ပါနော်ဘာအဲ့ဒါဆိုရင် root 1ပေါ့နော် root 1ရဲ့ square root of 1ရဲ့ဒါနဲ့တက်ကင်းကိုရှာတဲ့ခါမှာသူတို့ဝမ်းရတယ်ပေါ့နော်။ဘာလို့ဝမ်းရလဲဆိုရင်တိရနှစ်ထက်ကတိရနှစ်ထက်ကင်းကတစ်ဖြစ်တဲ့အတွက်နော်တိရနှစ်ထက်ကင်းရတယ်ပါတော့တစ်ပါပဲတဲ့။နော်အဲ့လိုပြောတာပါ။ ဒါနမခဝူသွားပါမယ်နမခဝူရဲ့16 16ဆိုတာကကျမတို့က16ရဲ့16ဆိုတာကကျေက4နှစ်ထက်ပေါ့နော်16ဆိုတာက4နှစ်ထက်နော်၄ရက်နှစ်ထပ်ကင်းရ16ပြီပြီ16ရက်နှစ်ထပ်ကင်းရင်းလို့ရှာရဖြစ်တဲ့ရုပ်ပါဒီက၄ရပါတယ်နော်အဲ့လိုပြောင်းပြန်ပြဲမျိုးလှန်နေရပါတယ်16ရက်နှစ်ထပ်ကင်းက၄ရက်နှစ်ထပ်ကင်းရနှစ်ပြီပြီတော့၄ဆိုတာက16ဆိုတာဆိုတော့၄နှစ်ထပ်လေး၄လေး16၄နှစ်ထပ်နော်၄ရက်နှစ်ထပ်ကင်းရ16ပြီပြီတော့16ရက်နှစ်ထပ်ကင်းရတော့ဆိုတော့၄ပြန်ဖြစ်ပါတယ် နောက်တစ်ခုကကြ49ပါ49ကကြတော့ကျတော့ခုနှစ်ခုနှစ်49နော်49ဆိုတော့ကျတော့ခုနှစ်နှစ်ထပ်ခုနှစ်နှစ်ထပ်က49ခုနှစ်ရဲ့နှစ်ထပ်ကင်းက49ဆို49ရဲ့နှစ်ထပ်ကင်းကြီးကိုခြားလို့ရှိရင်ဆိုတော့တော့ခုနှစ်လို့ရရပါတယ်နောက်တစ်ခုက100ပါ100ဆိုတာကကျတော့100နှစ်ထပ်ပေါ့နော်100 100 10ထပ်ပေါ့10ဆယ်ကြီးနဲ့100ဖြစ်တဲ့တည်း10ထက်ပေါ့နော်။ဒါဆိုရင်10ထက်က100ဆိုရင်100ရဲ့2ထက်ကင်းရင်ဟာ10ပဲဖြစ်ပါတယ်။ဒီက10ပါ။ဒီနားကဒီဂွင်းလေးတွေအကြကျွန်တော်သိစေချင်ပြီးပြနေတာပါ။ တရားဝင်နာဆိုရင်နမငါနမငါငါကြတော့144 144ဆိုတာစနစ်နှစ်ထက်နော်စနစ်နှစ်ထက်စနစ်စနစ်လေးက144ဒါဆိုရင်စနစ်နှစ်ထက်က144ဆိုရင်စနစ်ရဲ့နှစ်ထက်ကင်းရ144ဆိုရင်144ရဲ့နှစ်ထက်ကင်းရကစနစ်ဖြစ်ပါတယ်ဒီအဆင်နမဆာလုံးပါနမဆာလုံးဆိုတော့ကျွန်တော်225ဆိုတာကကျွန်တော်55 55လေးက225ကျွန်တော်နှစ်ထက်ကင်းယူရှားပါဘောနော်အဲနှစ်ထက်တူတဲ့ပေါ့နော်ဥပမာ225ဆိုရင်55 55 225 ိမ်မှာ55 14လီလို53လီလို့မရဘူးသူကတင်းကင်းတဲ့နှစ်ခုကတူညံ့နော်55လီကနည်းပါတယ်215ဆိုတော့55နှစ်ထက်က55ရဲ့နှစ်ထက်ကင်းရ215ဒါတော့အခုကျေလို့ချာမှာက225ရဲ့နှစ်ထက်ကင်းဆိုတော့ဇော်ပါဖျား55ပါပြီးတော့စလီမှာစလီက900 900ဆိုတာကျေတော့30နှစ်ခါပေါ့နော်30ခါကြာရင်900ပါဒါဆိုရင်30ရဲ့32ထက်က900ဖြစ်တဲ့အတွက်900ရဲ့နှစ်ထက်ကင်းရ30ဖြစ်ပါတယ် ။ဓာတ်ပါဇာခွဲက1600ပါ1600ဆိုတာကျော42ထက်40 40ဒီက1600ဒါဆို42ထက်က1600 40ရဲ့2ထက်ကင်းရင်ကတစ်ထက်ကင်းရ1600ဆိုရင်1600ရဲ့2ထက်ကင်းရင်က40ပဲဖြစ်ပါတယ်။ဓာတ်ပါဇာမြင်ပြပါဇာမြင်ပြ400 400ဆိုတာကျော22ထက်20 20ဒီက400ဖြစ်တော့တယ်20 20က400ဆိုရင်400ရဲ့2ဘက်ကင်းရင်က220ဖြစ်ပါတယ်เนาะနောက်တစ်ခုကကြာကျော်121ပါ121ဆိုတာ17နှစ်ထက်ပေါ့เนาะ17နှစ်ထက်က စတိစတက်လီ121စတိနှစ်ထက်စတိရဲ့နှစ်ထက်ကိန်းရ121ဆိုရင်121ရဲ့နှစ်ထက်ကိန်းရတော့အဖြေ71ပါတဲ့နော်ဒါဆိုရှင်ရှင်နံပါတ်1ပြီးပါပြီနံပါတ်2မှာကျတော့189ကားတဲ့စက်ကုန်နှစ်ထက်လို့ပြောတခါရပေးထားတယ်ငါရုပ်ရှားကြမျိုး189ဆိုတာစက်ကုန်နှစ်ခါမြောက်တာလားစက်ကုန်စက်ကုန်နှစ်189အဲ့လိုပေးထားလို့ရှိရင်တဲ့နော်ဒီ189ရဲ့နှစ်ထက်ကိန်းရကိုရှားပါတဲ့အဲ့ဒီစက်ကုန်ရဲ့နှစ်ထက်ကိန်းရ189ဆို189ရဲ့နှစ်ထက်ကိန်းရဒီလို ပြောသလိုပဲ graph မှာတော့ဆိုရင်မနေ့89က16နှစ်ထက်ပေါ့နော်။အရင်နေ့89ရက်နှစ်ထက်ကင်းရပြောလို့ဆိုရင်16ပါ။အဲကြောင့်ဒီလိုပါပါတော့။အဲနံပါတ်3ပေါ့နော်။နံပါတ်3ကလည်းစနေနေ့သမား2ငါကသုတသမား9ကိုနှစ်ခါဖြတ်ခဲ့တာ။သုတသမား9နဲ့သုတသမား9နဲ့ပြောလို့ရှိရင်စနေနေ့သမား2ရပါတယ်။အဲဒါကိုဒီလိုပါပြန်ရင်းလို့နော်။စနေနေ့သမား2ငါညာချင်းသုတသမား9 square ပေါ့နော်။နှစ်ထက်ပေါ့။အဲ့ဒီနော်သုတသမား9ကို ရဲ့နှစ်ထပ်ကင်းကစနေသမားနေ့၅ပြည့်စနေသမားနေ့၅အရနှစ်ထပ်ကင်းချရတဲ့ခါမှာအဖြေက3.5ရတာပါ။ဟုတ်ကဲ့နံပါတ်၅နံပါတ်၅ကျတော့ရှိတော့နော်အဲတစ်ထောင်နှစ်ထပ်ပေါ့တစ်ထောင်နှစ်ထပ်ကကျတော့တသိန်းပေါ့နော်တသန်းပေါ့တစ်ထောင်နှစ်ထပ်ကတသန်းတစ်ထောင်နှစ်ထပ်ကတသန်းဖြစ်မယ်ဆိုလို့ရှိရင်တသန်းရဲ့နှစ်ထပ်ကင်းညာပေါ့ဆိုရင်တစ်ထောင်ပဲဖြစ်မှာပေါ့နော်ဟုတ်ပြီဒါဆိုရင်နံပါတ်၅ကိုသွားပါမယ်နံပါတ်၅ကအောက်ဘက်ပြပါကိရိယာအိရိယာများရှိတော့စီရီယားများဤနာများကိုရှာပါအဲ့ဒါနော် ။အရင်ကမက္ကကြီးမှာ36မီတာစကွဲ36မီတာစကွဲဆိုတာကကျွန်တော်စတူရန်ဖြစ်တဲ့အနားရည်ညီမှာဆိုတော့အေရီယာဆိုတော့အလျားနဲ့အနံပဲ။ဟိုအနံတစ်ခုပေါ့။အနားတစ်ခုပေါ့ဆိုတော့ပြောမယ်စတူရန်ဆိုတာအနားတစ်ခု။36ကိုခွဲတဲ့ခါမှာ66လေး36ဆိုတော့အနားတစ်နောက်ဆိုတော့36မီတာစကွဲဆိုရင်6မီတာစကွဲနှစ်ခါပေါ့နော်နှစ်ခါ6မီတာနှစ်ခါပေါ့6မီတာနှစ်ခါဆိုရင်6မီတာ36မီတာစကွဲဒါဆိုရှင်36မီတာစကွဲဥချမ်းမယ်ဆိုရင်ကျော် 6မီတာနံတက်က36မီတာစကွဲဆိုရင်36မီတာစကွဲကိုဆိုနံတက်ကင်းရှာရဲ့ကောင်မှာအဓိက6မီတာပါအဲဒီအနားတစ်ဖက်စီက6မီတာအဲအနားနှစ်ဖက်အနားတစ်ဖက်စီကိုနှစ်ခါပြန်ရတဲ့ကောင်မှာ36မီတာစကွဲပြင်ရတယ်ပေါ့နော်အဲဒါနံမခါဝေးပါနံမခါဝေးရလဲရမယ်64စီမီတာဆိုခွဲ64ကိုခွဲတဲ့ကောင်မှာရှိရှိပြီး64 64စီမီတာစကွဲဆိုတာ80စီမီတာစကွဲနှစ်ခါရှိပါတယ်80စီမီတာနှစ်ခါပေါ့နော်ရှိရှိ64ဒါဆိုလို့ရှိရင်ကျတော့အဲ့ဒါကို square root ရှာတဲ့ကောင်မှာ ရှင်းတဲ့ဘက်က64ဆိုရင်64ကို square root ရှာတဲ့ခါမှာကျိုး8ရတယ်ပေါ့နော်ဒါပြင်အနားတစ်ဘက်က3ရဲ့အနားတစ်ဘက်က6 cm ပါနော်နောက်တစ်ခုကကျိုးကမြက်ကားငယ်169 cm square 169ဆိုတာကကျိုးဟော1.3 m 1.69 square ဖြစ်တဲ့ကျိုး1.3 169နဲ့ဆိုရင်တော့73မထက်ပေါ့နော်ဒါက1.69ဆိုတော့1.3မထက်ပါ1.3ကိုနှစ်ခါမြောက်လို့ရှိရင်1.69ရရပါနော် ။ဒါဆိုရင်တိသမအသုံးကိုနှစ်ထပ်တိသမအသုံးရဲ့နှစ်ထပ်ကင်းရတိသမ6ကိုဖြစ်တယ်ဆိုရင်တိသမ6ကိုရဲ့နှစ်ထပ်ကင်းရတော့ဒီတိသမအသုံးဖြစ်မှာပါ။ဒါကြောင့်မို့အနာတစ်ခက်ကစီရန်အနာတစ်ခက်ကတိသမ3မီတာဖြစ်ပါတယ်နော်။ဟောနမကကြီးပါနမကကြီးကတန်းတန်းတန်း80ဆိုရင်ကျတော့ကိုကို80 80ဆိုတော့ဟိုကလည်းကိုကိုမီတာကြီးအောင်ပါဒါမှတန်းတန်း80ဖြစ်တယ်တန်းတန်းတန်းမှာ9ပေါ့နော်ဒါပေမဲ့တန်းတန်း80မီတာဆိုပဲဆိုတော့တန်းတန်းမှာ9မီတာ ွဲပေါ့နော်အဲ့ဒီတကယ်လို့မှကိုနှစ်တက်ကင်းရှာတဲ့ခါမှာတကယ်လို့မှရှစ်တည်ရပြီးတော့တကယ်လို့မှရှစ်တည်ကိုနှစ်တက်ကင်းရေးရှာတဲ့ခါမှာတကယ်လို့မှကိုမိတာပဲရမှာပါအဲ့ဒီစီရိုင်းရဲ့အနာတစ်ခါတကယ်လို့မှကိုမိတာဒါကတော့နံပါတ်5ပါနံပါတ်324မီလီမီတာစကွဲတော့ငါ24ကိုကြာတော့ချက်18နှစ်ခါခိုးလိုက်ရတယ်18 18လေး324ဒါကြောင့်မို့324မီလီမီတာစကွဲဆိုတော့18မီလီမီတာစကွဲနှစ်ခါပါနော်18မီလီမီတာနှစ်ခါပါနှစ်ခါအောင်ပြောရင် 324 mm square ရပါတယ်ဒါဆိုရင် section နှစ်ထပ်က324ဆိုရင်324ရဲ့နှစ်ထပ်ကိန်းက18 mm ဖြစ်ပါတယ်ဒါကြောင့်မို့အနားတစ်ဖက်ကို18 mm ရရတယ်ပေါ့နော်ဒါပြင်ရေုပ်လေးစက်ငန်းနည်းသမားချက်ကနံပါတ်1ကနေ5တိတော့ပြပါပြီစောတိကြည့်ရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်